မင်္ဂလာရှိကောညနေခင်းဖြစ်ပါစေခြေစတော်နဲ့ညီသက်ချင်းကောင်းကြီးမင်္ဂလာယေရှုခရစ်တော်ဖျားထံတော်ပန်းမှသင်တို့ပေါ်သို့တက်ရောက်ပါစေဖျားရှင်ရဲ့ခြေစတော်ကိုချီးမွမ်းပါရယ်ကျွန်တော်ခြေစတော်ကြောင့်2025ခုနှစ်မေလ၂ရက်နေ့သို့ရောက်ရှိလာပါပြီပို့ဆောင်တော်မူသောဖျားရှင်ကိုခြေစွတင်ပါရယ်နေ့ရက်စင်တိုင်းကြည့်ရှုသူအားလုံးကိုဖျားရှင်ကောင်းချီးပေးပါစေဆုတောင်းကြပါစို့အဖဖျားရှင်ခြေစွတင်ပါရယ်ခြေစွသူအားလုံးကိုကောင်းချီးပေးတယ် နှက်ဝတ်တော်အဖြစ်တိဆောက်เสียဖြစ်စီပါအခုလဲကျွန်တော်ပြောခြင်းထက်ကိုတော်ပြောခြင်းသာဖြစ်စီပါသခင်ယေရှုနာမအားဖြင့်ဆုတောင်းရဝီငှပါれဗျာအာမင်ဖျားရှင်ရဲ့ခြေစော်ကိုချီးမွမ်းပါလေကျွန်တော်ယေရုရှလင်မြို့ဤအချားမီများဒီကောင်းစဉ်ကိုကျွန်တော်ထောင်နေပါတယ်အဲ့တော့ယေရုရှလင်မြို့ဤအချားမီတွေအများကြီးရှိတယ်အဲ့ဒီထဲကနေကျွန်တော်12ခုနားထောင်တာအဲ့ဒီကနေ့ဆိုကျွန်တော်6ခုမြောက်ကို ပြီးပါပြီအခုခုနှစ်ခုမြောက်ကိုဆက်ပြီးကျွန်တော်နားထောင်มาဖြစ်ပါတယ်အဲ့တော့နံပါတ်1ယေရုရှလင်မြို့ရဲ့အခြားမိနံပါတ်1ကတော့ရှာလင်မြို့ဖြစ်တယ်ကပောက်ကြမ်းကကြီး14ငွေ78က20 86ခုမြောက်သောဆာလာပိုင်ရဲ့နှစ်ကိုဖတ်ရင်တွေ့ရမယ်နံပါတ်2ကတော့ယေရုရှလင်မြို့ရဲ့အခြားမိကသစ္စာစောင့်သောမြို့ယေရှာနဂရကြမ်းကကြီး1ငွေ76ကိုဖတ်ရင်တွေ့ရမယ်နံပါတ်3ကတော့ငါနှစ်သက်သောသူဟေရှာ62ငွေ4ကိုဖတ်ရင်တွေ့ရမယ် နံပါတ်၄ကတော့ထာဝရဘုရားကြီးပတ်လေယေရမိနဂရကျမ်းခန်းကြီး၃အငယ်16ကိုဖတ်ရင်တွေ့ရမယ်နံပါတ်၅ကတော့ဇီအုံမြို့မောင်ဇိုင်ယွန်နောက်ဇီအုံမြို့56ခုမြောက်သောဆာလံပိုက်ငယ်2ကိုဖတ်ရင်တွေ့ရမယ်နောက်နံပါတ်6ကတော့ငါတို့ဘုရားသခင်ဤမြို့တော် The City of God နော်ဘုရားသခင်ဤမြို့တော်အဲ့ဒါယေရုရှလင်မြို့ပဲ58ခုမြောက်သောဆာလံပိုက်ငယ်1ကိုဖတ်ရင်တွေ့ရမယ် အော်ဒါလေးတွေကတော့ကျွန်တော်အများကြီးပေါ်ပြခဲ့ပါပြီဒီအကြောင်းအရာတွေကဒီနေ့ကတော့ကျွန်တော်နံပါတ်9ခုမြောက်ကိုသွားမှာဖြစ်တယ်ခုနှစ်ကတော့တမာမြို့ယေရုရှလင်မြို့တမာမြို့လို့လည်းခေါ်တယ်ဇာဂရိနဂရကြံကန်ကြီးရှက်ငယ်၃ကိုဖတ်ရင်ကျွန်တော်တွေ့ရမယ်ကျွန်တော်နိုင်ငံလေးဖတ်ပြီးခြင်း ਨੇ ကောင်းကင်ဘူကြီးအရှင်ထာဝရဘုရားမိန်တော်မူသည်ကဇိယုန်တောင်သို့ငါပြန်လာပြီယေရုရှလင်မြို့ထဲမှာနေမိယေရုရှလင်မြို့ကိုတမာမြို့ဟူ၍၎င်းကောင်းငင်ဘူကြီးအရှင်ထာဝရဘုရားဤတောင်တော်ကိုတန့်ရှင်းသောတောင်တော်ဟူ၍၎င်း သမုတ်ကြလိမ့်မည်အာမင်အော်ကျမ်းစာမှာဖိယသခင်ကပရောဖက်ကြီးဇာခရီးယားဖြစ်ပြောတယ်ယေရုရှလင်မြို့ကိုသာရဖျားကကျင်းဝတ်ပြီးကောင်းချီးပေးမယ်အဲ့ဒီဇီးုံတောင်ဆိုလို့ခေါ်တဲ့ယေရုရှလင်မြို့ကိုလာမယ်အဲ့ဒီမြို့ကိုလူတွေကသမာမြို့လို့ခေါ်ရမယ်အဲ့တော့သမာဆိုတာကတော့ဖြောင့်မတ်ခြင်းเนาะစံပြုတ်ထိုက်ခြင်းเนาะဒါကြောင့်ကျွန်တော်တို့ဟို တခုခုချိန်ခွင်နေသုံးရင်တော့မှကျွန်တော်တမာဒီဆိုတာကျွန်တော်သုံးပါတယ်เนาะတမာဆိုတာကမမားနိုင်ဘူးမလွဲဘူးစမ်းပြုတ်ထိုက်တဲ့အရာဖြစ်တယ်ဖြောက်မှတ်တယ်တည်ကြည်တယ်ခိုင်ခန့်တယ်မလွဲဘူးဆိုတဲ့အရာကိုဖော်ပြခြင်းဖြစ်တယ်ဒါကြောင့်ဒီယေရုရှလင်မြို့ကိုတမာမြို့ဟောဒီမှာဖြောက်မှတ်ခြင်းနေစံပြုတ်ထိုက်တဲ့အရာတွေခိုင်ခန့်ခြင်းနေတည်ကြည်ခြင်းနေတနေ့ယေရုရှလင်မြို့မှာရှိလာလိမ့်မယ် ဒီနေ့တော့ယေရုရှလင်မြို့ကြီးကတော့ကျွန်တော်တို့သိတဲ့အတိုင်းပါပဲစစ်ပွဲတွေနဲ့ဒုက္ခတွေမျိုးမျိုးသောတိုက်ခိုက်ခြင်းတွေရှိပါတယ်။အဲဒုသောညာလေးယေရုရှလင်မြို့ကတနည်းတမန်မြို့လို့ခေါ်ခြင်းခံရတဲ့မြို့ဖြစ်လာလိမ့်မယ်။ဒါကို Prophet Zachariah ချုပ်ပြောပြီးသား။ဟောဒီနေ့ကျွန်တော်ရဲ့သက်ကြာမှာလဲအခက်ခဲတွေတိုက်ခိုက်ခြင်းတွေအလားမျိုးစုံသောပြဿနာတွေမျိုးစုံသောယောဂါတွေအမျိုးစုံသောဒုက္ခတွေရင်ဆိုင်ရပေမဲ့ တမာတရားနဲ့သွားရင်တဲ့အတ္တတာဟာတမာလို့ခေါ်ရဲဖြောက်မှတ်ခြင်းနေနဲ့စံပြုတ်ထိုက်ခြင်းနေနဲ့မလွဲနိုင်ခြင်းနေနဲ့ထူးခြားတဲ့အတ္တတာဖြစ်လာမှာဖြစ်တယ်။ဒါဟုတ်ဒီယေရုရှလင်မြို့ကိုနေဘုကနေဇာရအမျိုးမျိုးမိရှုပ်ဖြက်စီးခေဆက်ဆက်ကယေရုရှလင်မြို့အမျိုးမျိုးဒုက္ခပြီးခဲ့တာလေအများကြီးပဲ။ဒါပေမဲ့တနေ့ထိုမြို့ကြီးကိုတမာမြို့လို့ပြန်ခေါ်ရတဲ့နေ့ရောက်လာမယ်။ ။ဟောဒီကနေ့သင်ပေါ်မှာလေဆုံးရှုံးမှုတွေအများကြီးရှိနိုင်တယ်။အဲသို့တော်ညာလေဟုတ်တယ်တင့်ကိုတနေ့ဖရာသခင်ကအံ့ဩပွေပြုတဲ့အရာလေပြန်ရောက်မယ်ဆိုတာကိုဒါတမာမျိုးကြီးကကျွန်တော်တို့ကိုနှုတ်ဝတ်တော်အဖြစ်ဂတိပေးတာဖြစ်တယ်။ဒါကြောင့်ကျမ်းစာတော့ပြောတယ်တမာတတိရှိလျက်စောင့်နေကြလောအဲဒီကနေ့ကျွန်တော်တို့ကတမာတရားရဲ့အရှင်ကိုယှထားတဲ့သူကတမာတတိနဲ့နေရတမာတတိနဲ့နေတဲ့သူရဲ့အသက်တာမှာတမာမြို့လို့ခေါ်တဲ့ ကောင်းကြီးမင်္ဂလာကလည်းခံစားရမှာဖြစ်တယ်။ဒါဝိကနေယေရုရှလင်မြို့ကဲ့သို့အသက်တာမှာတမန်တည်နဲ့ကျွန်တော်တို့အသက်ရှင်ပါကတမန်မြို့ရဲ့ကောင်းကြီးလို့ခေါ်တဲ့တီကြီးခိုင်ခန့်ပြီးစံနှုန်းတင်လောက်ရတဲ့ကောင်းကြီးမင်္ဂလာကျွန်တော်ထဲမှာစီးစင်းမယ်ဆိုတာကိုဒါဇာခရီးအဖြစ်ကျွန်တော်တို့ Prophet ဇာခရီးအဖြစ်ယေရုရှလင်မြို့ကိုဆင်ခြင်မှုဖြစ်တယ်။ဒါကြောင့်ဒီယေရုရှလင်မြို့က ခေတ်ဆက်ဆက်မှာဒီငိုကြွေးခြင်းနဲ့မိတန်းခြင်းလေးရှိခဲ့တယ်။ဒါပေမဲ့ဖျားပြန်ကောင်းကြီးပေးတဲ့အချိန်ကျရင်အဲ့နေရာကြီးကစီကားတိုက်မြိုက်ပြီးကောင်းကြီးခံစားရပြီးတော့ထိုနေရာကိုလူပေါင်းများစွာစိတ်ဝင်စားရအရက်ပြန်ဖြစ်လာမယ်။အော်ဒီကနေ့ကျွန်တော်ရဲ့သက်တမ်းမှာဟာလာခန်း၆တဲ့အရာကြီးရှိလိမ့်မယ်။ဒါပေမဲ့ဘုရားတခင်ကကျွန်တော်တို့ကိုကောင်းကြီးပေးတဲ့အခါအဲ့ဒီသင်ရှိတဲ့ခန်း၆နေတဲ့နေရာကြီးကစူပြေပြီးတော့ပေါ်ကျွယ်ဝတဲ့အရက်လည်း ဖြစ်လာမှာဖြစ်တယ်။ဒါကိုသူပြောချင်တာဖြစ်တယ်။အဲလိုဖြစ်လာဖို့ဘယ်သူလှုပ်ပေးမှရမလဲ။ဖះလှုပ်ပေးမှ။အဲ့လှုပ်ပေးမဲ့ဖះရဲ့နှက်ွက်တော်တမန်တရားတိုင်းအသက်ရှင်မှထိုဖះကလှုပ်ပေးမှဖြစ်တယ်။ဒါကိုကျွန်တော်စင်ကြင်ဖို့ဖြစ်တယ်။ဒါကြောင့်ယေရုရှလင်မြို့ဘာမြို့လို့ခေါ်လဲ။တမန်မြို့လို့ခေါ်ရယ်။ဖြောင်းမှချင်းတည်ကြည်ခိုင်ခန့်ချင်းစံပြုထိုက်ချင်းမလွဲဘဲနဲ့နှက်ွက်တော်တမန်တရားတိုင်းအသက်ရှင်ခြင်းရှိတဲ့မြို့ဟူ၍ခေါ်ခြင်းခံရတဲ့နေ့ရောက်လာမှဖြစ်တယ်။ ဒါကြောင့်တမာတရားနဲ့အသက်ရှင်တဲ့တမာမြို့သူမြို့သားများဖြစ်ဖို့အားပေးခြင်းတယ်။ကဲနောက်နံပါတ်၈နံပါတ်၈ကတော့ယေရုရှလင်မြို့ဘာလို့ခေါ်လဲဆိုယေဟောဝါရှမာ အမိရှိတဲ့မြို့ရေဇေလနဂရကြံခိုင်း48အငယ်35ရေဇေလ48 35ကျွန်တော်ငယ်ဖတ်ပေးခြင်းနဲ့ထို့သူမြို့ပတ်လေအတိုင်းရှိက18000ရှိရလိမ့်မည်တည်သောနေ့မှစ၍ထိုမြို့ကိုယေဟောဝါရှမာ အမိဖြင့်ခေါ်တွင်ရလိမ့်မည်အာမင်။အော်ယေရုရှလင်မြို့ကိုနောက်နာမည်တစ်မျိုးကယေဟောဝါရှမာလို့ခေါ်တယ်။အတိဘေကဘာလဲဆိုတော့ထာဝရဘုရားစိုးစံသည်လို့အတိဘေရတယ်။ယေဟောဝါရှမာဆိုရကထာဝရဘုရားစိုးစံတယ်လို့အတိဘေရတယ်။အော်ဒီယေရုရှလင်မြို့ခေတ်ဆက်ဆက်မှာဆုတ်ပြတ်သက်အောင်ငိုချွေးမိတမ်းအောင်တုတ်တန်တစကြီးဖြစ်အောင် ရှင်မြင်နေရမျိုးမျိုးလုပ်ခဲ့တယ်။ဒါပေမဲ့ထာဝရဘုရားစိုးစံတဲ့ကာလမှာ ထိုမြို့ကြီးကအံ့ဩပွေခံနာပြီးတော့တင့်တယ်ခြင်းရှိလာမယ်ဒါကိုပြောခြင်းဖြစ်တယ်ဒါဒီနေ့ကျွန်ရရဲ့အသက်တာမှာဆုံးရှုံးမှုတွေဘလောက်များများကျွန်ရနှလုံးသားကိုထပ်ပြဆိုးဆန်ရင်ထပ်ပြအုပ်ဆိုးရင်ပြောချင်တာယေဟောဝါရှာမထပ်ပြဆိုးဆန်တယ်လို့ဝန်ခံရင်အဲ့ဒီဆိုးဆန်တဲ့ဖခင်ရဲ့သက်တည်ခံစားတောင်ဒီယေရုရှလင်မြို့ကြီးကဣသရေလတို့အလွန်ကြီးကြီးတဲ့မြို့လေဖြစ်တယ် ။တကယ်ရှုခရစ်တော်ကိုယ်တိုင်ဒီယေရုရှလင်ဘိမံတော်မှာတရားဟောခဲ့တယ်။ဂျမ်ပြူဆရာကြီးရဲ့မိကုန်းကိုဖြေခဲ့တယ်။ပြီးယေရုရှလင်ဘိမံတော်မှာအများကြီးတကယ်ရှုကသွားလာခဲ့တယ်။နောက်ဆုံးကားတိုင်းမတက်ခင်ပက်ရှင်ဝီလို့ခေါ်တဲ့နောက်ဆုံးယသရဘတ်မှာတော့မှာအဲယေရုရှလင်မြို့ထဲမှာ ရှိတဲ့ဘိမံတော်ထဲမှာတကယ်ရှုကပညတ်တိချမ်းနှစ်ချမ်းနားလည်အောင်ပြောရင်တော့ရွှေပညတ်နှစ်ပါးပေါ့ အဲ့ဒီရွှေပြည်နဲ့နှစ်ပါးကိုလည်းအဲ့ယေရုရှလင်ဘိမှန်တော်မှာပဲပြီးခဲ့တာတကယ်ရှုပြီးခဲ့အနားလည်အောင်ပြောရင်တော့ဒီနေရာထောက်ပြစိုးစံတဲ့နေရာဖြစ်မယ်တောင်ဒီနေ့ကျွန်တော်ရဲ့အိမ်ကျွန်တော်ရဲ့အသက်တာကျွန်တော်ရဲ့မိသားစုကမွေစိုးစံတာအလုတ်စိုးစံတာအခြားယာတွေစိုးစံတာထက်ထောက်ပြစိုးစံတဲ့အသက်တာဖြစ်မှအဲ့ဒီနေရာမှာငြိမ်သက်ခြင်းနဲ့လုံခြုံခြင်းရှိလာမှာဖြစ်တယ်တောင်ဒီနေ့ယေရုရှလင်မြို့ကမငြိမ်မသက်တာ လုံခြုံခြင်းမရှိတာရှင်မြင်းနေစိုးစားဒူးဆိုင်တွေလှုပ်မဟုတ်တာတွေလှုပ်တဲ့အခါအများကြီးခေတ်ဆက်ဆက်မှာယေရုရှလင်မြို့ကြီးကပျက်စီးခဲ့တယ်။ဒါပေမဲ့ထောက်ပြစိုးစားတဲ့အခါကြမှထိုနေရာမှာကောင်းကြီးဖြစ်မယ်။ဒါဝင်ကျွန်တော်ရဲ့နှလုံးသားလည်းထောက်ပြစိုးစားတဲ့နှလုံးသားဖြစ်မှကောင်းကြီးဖြစ်မယ်။ထောက်ပြစိုးစားတဲ့အသက်တာကကိုယ့်အတွက်မရှိဘူးသူများအတွက်ပိုကြည့်တာလား။တောင်းဒီယေရုရှလင်မြို့ကို လူတွေကအမျိုးမျိုးဒုက္ခပေးပြီးဖြတ်စည်းခဲ့ပေမဲ့ထောက်ရဖျားဒီမျိုးကိုပြန်ကြည့်တဲ့အခါအဲ့နေရာကောင်းကြီးပြန်ရတယ်။အဲဒီကနေ့ကျွန်တော်တို့သက်တာမှလည်းဖျားအချိခံတဲ့အသက်တာရှိရ။ကျွန်တော်တို့ကသူများအပြစ်မြင်ပြီးကြည့်နေတာတဲ့ဖျားသခင်ကကျွန်တော်တို့ကိုဘလို့ကြည့်နေလဲဆိုတာအချိခံအောင်နေတာ။နောက်တစ်ခါတော့ကဒီဟောပြောပွဲတွေလှုပ်တဲ့ပုံကူတယောက်ကဟောပြောပွဲတစ်ခုသူလှုပ်တဲ့အခါမှာ ခမကြီးတခုမှသူကလူအားလုံးကိုဘောလုံးမိုးပြံပူပေါင်းတလုံးစီပေးလိုက်ပေးလိုက်ပြီးတဲ့အခါမှာအဲ့ဒီမိုးပြံပူပေါင်းနေမှာသူကရေးဖို့ soft pen ပေးလိုက်တယ်ဒီပေးလိုက်ပြီးတဲ့အခါမှာခမရရဲ့နာမည်ကိုပူပေါင်းမှာရေးလိုက်ပါတဲ့ရေးလိုက်ပါနော်အဲ့ဒီအချိန်မှာပဲရေးလိုက်တယ်ရေးလိုက်ပြီးတော့အားလုံးကသူ့ရဲ့ပူပေါင်းလေးတွေတော့ကင်ထားတယ်ဗျာ ကင်ထားပြီးတဲ့အခါမှာ तू ကခဏလေး break လုပ်ပြီးတော့ချက်ချင်းပဲအဲ့ဘူပေါင်းတွေဝိုးတဲ့တာဝန်ရှိတဲ့သူတယောက်ကိုပေးလိုက်ပြီးအဲ့ဒီခမ်းမရဲ့အပြင်ဘက်မှာနောက်ထပ်ခမ်းမတစ်ခုရှိတယ်အဲ့ခမ်းမထဲမှာသွားပြီးတော့အဲ့ဘူပေါင်းတွေအကုန်လုံးကိုထည့်လိုက်တယ်ထည့်ပြီးတော့ခုနပြိသက်တွေကိုပြောတယ်ခင်ဗျားတို့ရဲ့နာမည်ရှိတဲ့ဘူပေါင်းခင်ဗျားဟိုဘက်ခမ်းမမှာသွားရှာပြီးယူလာခဲ့ပါအဲ့ဒီချိန်မှာပဲလူရောက်တရာလောက်ကသူတို့နာမည်ရှိတဲ့ဘူပေါင်းကိုလိုက်ရှာတာမတွေ့အော်တယောက်နဲ့တယောက်ခိုက်ရန်ဖြစ်ပွား အချိန်မှာပဲဟောပြောပွဲဦးဆောင်တဲ့သူကချက်ချင်း announcement လုပ်တယ်။အဲ့ဒါမလုပ်နဲ့တော့လည်းမရှာနဲ့တော့ခဏရပ်လိုက်တဲ့။ခင်ဗျားနာမည်ကိုမရှာနဲ့တဲ့။မရှာပဲအခုကျွန်တော်ပြောတဲ့အတိုင်းလုပ်လိုက်တဲ့ခင်ဗျားနာမည်ကိုပြန်တွေ့လိမ့်မယ်။အဲ့ဒါနဲ့အားလုံးအရောက်တရားသူပြောတာနားထောင်တယ်ဘာလို့ ਆ မလဲဆိုတော့ခင်ဗျားခုဘောလုံးကင်တိုင်းခင်ဗျားကင်ထားတဲ့ဘောလုံးရဲ့နာမည်ကိုခေါ်လိုက်ပါတဲ့။အဲ့နာမည်ခေါ်လိုက်ရင်နိုင်မယ်ပိုင်ရှင်ကကိုဘောလုံးကိုလာယူလိုက်ပါတဲ့။အဲ့တော့မိမိရတဲ့နာမည်ကိုသာခေါ်လိုက်ပါတဲ့။ အဲ့ဆိုကိုဘောလုံးနဲ့ကိုပြန်ရလာမယ်တကယ်ပါပဲသူပြောတဲ့အတိုင်းပဲအဲ့ဒီဘောလုံးရထားတဲ့သူတွေကအဲ့နာမည်တွေလန့်ခေါ်လိုက်တဲ့အခါအားလုံးကသူတို့ဘောလုံးသူတို့ပြန်ရသွားတယ်အဲ့တော့ဟောပြောပွဲမှာပို့ချတဲ့သူကသူလိုချင်တဲ့အချက်ကိုသူပြောပြတယ်ကဲခင်ဗျားတို့တွေ့ပြီလားတဲ့ကိုနာမည်နဲ့ဘောလုံးကိုရှာတော့ခိုက်ရန်ဖြစ်ပွားပြီးရတာမရှိဘူးတဲ့ကိုတော့ပဲစဉ်းစားရင်အဆင်မပြေဘူးတဲ့ ဒါပေမဲ့ကိုရထားတဲ့ဘောတော့သူများနာမည်ဖြစ်လေသူများနာမည်ကိုခေါ်ပြီးပေးလိုက်ကိုနာမည်ခေါ်ပြီးသူများလာပေးလိုက်မယ်။အော်သူများကိုဘာလုပ်ရမလဲစဉ်းစားတက်။ဒီလောကိတ်မှာလူတွေကကိုတွားပဲကိုမိသားစုတွားကိုတွားကိုဘဝတွားဒါတွေပဲလူတွေကစဉ်းစားတဲ့အချိန်မှာကျွန်တော်တို့ကသူတစ်ပါးအတွက်စဉ်းစားပြီးတက်တာကိုဘုရားသခင်ကနှစ်သက်တယ်။တောင်ဒီယေရုရှလင်မြို့ကိုလေယေဟောဝါရှာမာထောက်ပြဆူဇန်တယ်လို့အဓိပ္ပာယ်ရတယ်။ထောက်ပြဆူဇန်တဲ့ကြောင့် ာဝရဖျားအတွက်ပဲဖြစ်ရမယ်ဒီမျိုးကြီးကသာဝရဖျားအတွက်လို့ဝန်ခံတဲ့ကသာဝရဖျားရဲ့ကောင်းကြီးကသူ့ထဲမှာဝန်သွားတာတောင်းဒီကနေ့ကျွန်တော်ရဲ့အသက်ရှင်ခြင်းကျွန်တော်ပြောရစကကျွန်တော်ရဲ့နေထိုင်သွားလာခြင်းအားလုံးကကျွန်တော်တို့ကမဖြစ်အောင်ဘယ်သူတို့လဲဖျားအတွက်အများအတွက်သူ့တပါးအတွက်တောင်းသူတပါးအတွက်ကောင်းသောပုံသက်တွေပြတဲ့သူရဲ့အသက်တာသူ့အထင်းမှာလဲကောင်းခြင်းတွေကိုဖျားရပါဖြစ်လေပေါ်ထုတ်ပေးတယ်တောင်းဒီကနေ့ ကျွန်တော်ကျမရဲ့အသက်တာမှာကို့အတွက်စဉ်းစားတာထက်သူတပါးတက်စဉ်းစားတတ်တဲ့အသက်တာတောင်ဘုရားသခင်ကယေရုရှလင်မြို့ကိုကောင်းချီးပေးပါတယ်ဒါပေမဲ့ယေရုရှလင်မြို့သူမြို့သားတွေရှင်မယန်တွေကအခက်ဆက်ဆက်သူတို့အတွက်သူတို့ဒူးဆိုင်လို့ဖို့သူတို့မတရားလို့ဖို့ဒါတွေပဲစဉ်းစားတော့ဒီမြို့ကြီးကခဏခဏပြုတ်ပြတ်ခဲ့ဒုက္ခတွေရောက်ခဲ့ဒါပေမဲ့ထာဝရဘုရားစိုးစံတဲ့အချိန်ကြရင်တော့အားလုံးကထာဝရဘုရားအတွက်လို့ဝန်ခံတဲ့အခါအဲ့ထာဝရဘုရားရဲ့ကောင်းချီးပြန်ခံစား ။ဟာဒီနေ့ကျွန်တော်ရဲ့သက်တာမှာကျွန်တော်ရဲ့အိမ်နေမှာထရဖျားတော့တို့အိမ်ကဖျားတော့ပဲဟိတို့အိမ်ကအခြားသူတော့အကျိုးပြုမယ်ဟိတို့သက်တာကဖျားအတွက်ပေးထားတယ်ဟိမြမြဝန်ခထိုနေအောင်ဖျားစိုးစံပြီးကောင်းကြည့်ပေးမယ်။တောင်ဒီနေ့ယေရုရှလင်မြို့ရဲ့အခြားမီနံပါတ်၈မှာယေဟောဝါရှမာထောက်ဖျားသည်စိုးစံသည်ဒီကျွန်တော်တို့အလုပ်တွေကစိုးစားနာလားငွေရစိုးစားနာလားဒေါ်လာတွေရလားခွင့်မလို့ချင်းနေလား မုံဒီမူတွေလားအာဂါတတရားတွေလားဒါမို့ယေဟောဝါရှာမာလို့ခေါ်တဲ့ဘုရားသခင်ဟာစိုးစံတာလားဘုရားသခင်စိုးစံတဲ့အတ္တတော်ဝန်ခံပြီးသွားကြည့်ပါမိတ်ဆွေသူတပါးအတွက်စဉ်းစားတတ်ပါမယ်ဘုရားအတွက်ပဲစဉ်းစားရင်ဘုရားကကိုယ်တော်အကုန်ပြန်လုပ်ပေးမှာဖြစ်တယ်ကျမ်းစာသူရောက်ချင်းစီတိုင်းဘုရားရှင်သာ၍ကောင်းချီးပေးပါစေ God bless you all ကျွန်တော်ညညာဆရာကတော့နတ်ဖန်ကျွန်တော်စနေနေ့ မြန်မာစံတော်ချိန်နနက်6:00နာရီမှာကျွန်တော်ကြောက်ရင်းယုံချင်းချင်းတော်မှာအာယုံဘုပ္ပကိုဝယ်ခြင်းရှိပါတယ်။နတ်ဖန်ကတော့ကျွန်တော်မေလရဲ့ပထမပတ်စနေနေ့ဖြစ်သလိုအာယုံမှာပွဲတော်မင်္ဂလာလေးရှိပါတယ်။ကျွန်တော်ပဲဓမ္မဒေသနာဝေငှမှာဖြစ်သလိုပွဲတော်ကိုလည်းဥဆောင်သွားမှာဖြစ်ကြောင်းဖော်ပြလို့ရတယ်။ကျွန်တော်ရုံပိတ်ကြောက်ပိတ်တဲ့တကြောင်စနေအာယုံဦးကိုလာခြင်းဟာတိတ်မင်္ဂလာရှိပါတယ်။အာယုံမှာကျွန်တော်ဆုတောင်းခြင်းတရားနာခြင်းဖခင်ရဲ့ကောက်မြတ်ခြင်းကိုဝန်ခံရင်း မနဆုံးကြီးတဲ့တတ္တမှာဒီလိုလားဆုတောင်းခြင်းအပြင်သိအိမ်သိအသက်တာသိတောင်းတဲ့အရာအလုံးဖျားရှင်ကပြီးမှဖြစ်တယ်ဒါကြောင့်အားလုံးပဲလာရောက်ဆုတောင်းနိုင်ကြောင်းနှွေးထွေးစွာချူဆူသလိုကျွန်တော်တို့တနေ့ကနေနေ့ဝတ်ပြုကိုးကွယ်ခြင်းကိုတော့ခါတိုင်းကိုပဲကျွန်တော်တို့နနကူနိုင်ခွဲမှာဖြစ်လို့မှာဖြစ်သလို9နိုင်ဆိုရင်ကျွန်တော်ပရိသံဝါရှစ်ဆက်ပါပြီအားလုံးကိုနျူထရီဆိုချူစုတယ်ထိုနေ့မှာလည်းကျွန်တော်မုံနဲ့စပီးအသေးတော်မှာပြင်ဆင်ထားတယ်နေနဲ့ပြပပရိသတ်များတို့ကျွန်တော်ဒီ page ကနေ live လွှဲမှာဖြစ်သလို့ မိမိရဲ့အိမ်မှာမုံနေစပီးများပြင်ဆင်ထားပြီးနိုင်ဖို့ရန်အတွက်ကြိုတင်ပြီးတော့ဖော်ပြပေးလိုပါတယ်ဆန်ဒေးမှာလည်းကျွန်တော်ပဲနောက်ွက်တော်ဝေငှမှာဖြစ်ကြောင်းဖော်ပြလို့လာမယ့်တနင်္လာနေ့အဲကျွန်တော်9ရက်9လ2025မြန်မာစံတော်ချိန်ညနေ3နာရီခွဲမှာကျွန်တော်ပြန်လည်တွေ့ဆုံပါမယ်အဲဒီမှာယေရုရှလင်မြို့ရဲ့အခြားမီနံပါတ်9ကိုဆက်ပြီး နားထောင်တော်မှာဖြစ်ချောင်းဖော်ပြခြင်းဆုတောင်းကောင်းချီခံယူကြပါစို့ခမည်းတော်ဖခင်မြတ်တာတော်သားတော်ယေရှုခရစ်တော်ဖခင်ကြီးစွာတော်ဒုက္ခဒုက္ခဘလို့ရှိပါသည်ကျွန်တော်ကိုလမ်းပြပို့ဆောင်တဲ့တရှိသောဝိညာဉ်ဖခင်ကွယ်ကာဆောက်မှခြင်းသည်ယေရှုရဲ့အွန်လိုင်းပရိသတ်များမြန်မာပြည်နဲ့ကမ္ဘာကြီးပေါ်သို့တော့ကာလအစဉ်မြဲကောင်းချီတက်ရောက်လို့ဒီကနေ့မွေးနေ့ကြောက်တဲ့ Growth Me Month C Normal Season နဲ့ကမိသားစုများဒီကနေ့မွေးနေ့ရှင်သီသီပေါ်သို့တော့မင်္ဂလာနေ့ပတ်လည်ကြောက်သောသူသီသီပေါ်သို့တော့ဘုန်းတော်ဝင်စားသွားတဲ့ မိသားစုတွေအန်တီဒိုပိုလာကြံရှိတဲ့ဒူဒူမဆွေမျိုးညာတိများအတွက်နှစ်သိမ့်မှုခွန်အားရရှိသလိုသူဖေဖုံတော်ကြီး JJ Andrew ရဲ့ကြံရှိတဲ့ Reverend JJ Andrew ကြံရှိတဲ့သာမီးများမြင့်မြင့်များပေါ်မှာလည်းနှစ်သိမ့်မှုခွန်အားရရှိသလိုဘုန်းတော်ဝန်စားတဲ့သူတွေရဲ့ကြံရှိတဲ့မိသားစုတွေအတွက်ထာဝရဘုရားထံတော်ပမ်းမှာငြိမ်သက်ခြင်းနဲ့ရှင်နဲ့ကောင်းကြီးခံစားရခြင်း မုံတိုင်းတွေပြက်ပြဲခြင်းရာသီဥတုကိုတာယာစေခြင်းဖျားသခင်ရဲ့လက်တော်ကွယ်ကာခြင်းမြမပြီမှာငလင်တို့မုံတိုင်းတို့တဘာဝဘေးရန်ဖောက်ပြန်မှုတွေမရှိအောင်ကွယ်ကာခြင်းသူဖြင့်ငလင်တန်သိပြီးတော့ပြန်လဲထူထောင်ရေးအတွက်လိုအပ်နေတဲ့သူတွေအတွက်ဖျားရှင်ထောက်ပံ့ခြင်းကျေးဇူးနဲ့တဲ့ online ပရိသတ်များမြန်မာပြည်နဲ့ကမ္ဘာကြီးပေါ်သို့ယနေ့မှစ၍မကုန်မခန်းနိုင်တဲ့ကောင်းကြီးတို့ဒီကာလဆင်မြဲတိုက်ရောက်သလိုဒီကနေ့ Nagis မုံတိုင်းတိုက်တာ18နှစ်ပြည့်တဲ့နေ့ဖြစ်တယ် နာဂစ်မုန်တိုင်းကြောင့်ပြိုပြတ်သွားတဲ့အိုးအိမ်စီးစိမ်တွေအသက်တာတွေဘဝတွေတို့ဖျားရှယ်ဟာပြန်လဲထူထောင်ခြင်းနဲ့တကွထိုနာဂစ်ရဲ့နောက်ဆက်တွဲမှာဖျားရဲ့ကုဏကောင်းကြီးတို့သည်ဒီမုန်တိုင်းသင့်တော်သူတွေရဲ့ချက်ရှိတဲ့မိသားစုတွေအတွက်တသက်တာလုံးဖျားရှင်တာဝန်ယူခြင်းနဲ့တကွကြည့်ရှုတဲ့ online ပရိသတ်များမြန်မာပြည်နဲ့ကမ္ဘာကြီးပေါ်သို့ယနေ့မှစကားလာဆင်းမြဲကောင်းကြီးဖျားဖျားတက်ရောက်တည်ရှိနေပါစေတော့အာမင် ကျေးဇူးတင်ပါတယ်ကြည်ရှုခွန်အားယူတဲ့ဓမ္မပရိသတ်အားလုံးကိုဖျားရှင်ကောင်းချီးပေးပါစေငြိမ်သက်ခြင်းရှိပါစေကျွန်တော်ပြန်လည်တွေ့ဆုံကြပါစို့